မလ28ရက်နေ့မော်လံပိုင်းကလှုပ်ခတ်ခဲ့တဲ့ Restar Scale 9.8ပြင်းရရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် April 9ရက်ဒီကနေ့မနက်ပိုင်းအထိနောက်ဆက်တွဲငလင်68ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ဒီနေ့ April 9ရက်မနက်ပိုင်းမှာငလင်3ကြိမ်ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ April 9ရက်မနက်9:48မိနစ်43စက္ကန့်အချိန်မှာမြစ်သားမြို့ရဲ့အနောက်အနောက်မြောက်ဘက် စက်ကုံးမှန်ကန်အကွာကိုဗဟုပြုပြီးအနက်30ကီလိုမီတာအင်အား3.3ညအဆင့်ရှိတဲ့ငလင်ဟာ၎င်းဧပြီ9ရက်မနက်3:39မိနစ်49စက္ကန့်မှာရွှေကျင်မြို့ရဲ့မြောက်အရှိမြောက်ဖက်စက်ကုံးမှန်ကန်အကွာကိုဗဟုပြုပြီးအနက်30ကီလိုမီတာအင်အား3.4အဆင့်ရှိတဲ့ငလင်တို့လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒါပြင်ဒီနေ့မနက်9:45မိနစ်58စက္ကန့်မှာအုတ်တင်းမြို့ရဲ့အနောက်ဘက်တမိုင်ကန့်ကိုဗဟိုပြုပြီးအနက်30ကီလိုမီတာအင်အား3.3ညရှိတဲ့ငလင်တို့လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ဧပြီ6ရက်ညနေ6နာရီအထိသေဆုံးသူ3564ဦး၊ထရာရရှိသူ9012ဦး၊ပျောက်ဆုံးဦးရေ210ရှိတယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကပြောခဲ့ပါဗျာ။